အမေရိကန်သမ္မတရဲ့စီးတော်လေယာဉ် F-1 အဖြစ်အသုံးပြုဖို့ကာတာဆိုရကပေးအပ်တဲ့ဇိမ်ခံလေယာဉ်ကြီးကိုထရန့်ဆိုရကလက်ခံရယူခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာကာတာတော်ဝင်မိသားစုကလက်ဆောင်ပေးတဲ့ Boeing 747-8အမျိုးအစားလေယာဉ်ကိုတရားဝင်လက်ခံရယူခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနရုံးဖြစ်တဲ့ပင်တဂွန်စစ်ဌာနချုပ်ကမေလ22ရက်မှာအတည်ပြုခဲ့ပါတယ်။အမေရိကန်မှာ F-1 အဖြစ်လက်ရှိအသုံးပြုနေတဲ့ Boeing 747 model အဟောင်းနှစ်စီးတဲ့က တစည်းအစားအခုလေရင်ကိုအသုံးပြုသွားမှာပါ Boeing 747-8တွေဟာနေပေါ်ကနန်းတော်လို့တင်စားရလောက်အောင်အဆင်အမြန်ဆုံးဇင်းခံအသုံးဆောင်တွေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ် American အစိုးရကလည်း Boeing 747-8နစီကို F4 တွေဖြစ်အသုံးပြုဖို့မယုံထားပေမဲ့ American လေကြောင်းနည်းပညာလုပ်ငန်းစုကြီး Boeing ကတော့ Trump ရဲ့လက်ရှိသမ္မတတက်တန်နောက်ဆုံးနှစ်မှာတော့အစောဆုံးအဖြစ်လေရင်တွေကိုပို့ဆောင်နိုင်ွယ်ရှိကြောင်းမှတ်ချက်ပေးထားပါတယ်ဒေါ်လာတန်၄၀၀လောက်တန်ဖိုးရှိတဲ့လေရင်တစ်စီးကို ပြပနိုင်ငံအစိုးရတရက်ကလက်ဆောင်ပေးတာနဲ့ပတ်သက်လို့ကျင်းဝပိုင်းဆိုင်ရာမေခွန်းထုတ်မှုတွေရှိနေပေမဲ့ပင်ဒဂွန်ပြောရေးဆိုခွင့်ရအရာရှိရှောင်းပါနဲကတော့ကာတာစီကနေလျင်တစည်းလက်ခံခဲ့တဲ့ကိစ္စဟာရှေ့ရန်ဆွဲဥပဒေနဲ့ညီညွတ်ပြီးလောက်ထောင်းလုံနေအလုံးပွင့်လင်းမြင်တာမှုရှိကြောင်းပြောကြားသွားပါတယ် Air Force 1ဖြစ်အတော်မပြုတ်ခင်အဲ့ဒီလျင်ကိုလိုအပ်တဲ့ပြုပြင်မှုမှန်မှုတွေလုံခြုံရေးဆိုင်ရာစစ်ဆေးမှုတွေကိုတည်တည်ချာချာပြန်လည်လုပ်ဆောင်အောင်မယ်လို့ပါနဲကမှတ်ချက်ပေးခဲ့ပါတယ် American ဖွဲ့စည်းပေါ်ဥပဒေမှာတော့ အစိုးရအရာရှိတွေဟာတခြားနိုင်ငံတွေဘရင်တွေမင်းသားတွေစီကနေလက်ဆောင်တွေကိုလက်ခံပိုင်ခွင့်မရှိဘူးလို့ပြတ်ထန်းထားပါတယ်။ဒါပေမဲ့ Trump ကတော့အခုကိစ္စမှာကျင်းဝတ်ပိုင်ချိုးဖောက်မှုဘာမှမရှိဘူးလို့ကောက်ွယ်ပြောကြားထားပြီးကာတာရဲ့ကမ်းလှမ်းမှုကိုညှဉ်းဆန်ရင်အမေရိကန်ဟာယူမရာကြလွန်သွားလိမ့်မယ်လို့ဆိုပါတယ်။ဒီလိုမျိုးအယံတံမိုးကြီးရဲ့လေရင်တစ်စီးကိုအခမဲ့ရလာမဲ့ကိစ္စကိုညှဉ်းဆန်ရလာအောင်လဲသူမယူသေးကြောင်း Trump ကပြောကြားသွားပါတယ်။တစ်ဖက်မှာတော့အတိုက်အခံဒီမိုကရက်တစ်အထက်လွှတ်တော်အမတ်တွေဟာ ထရန်ကအဲ့ဒီလေရင်ကိုလက်တွေ့အတုံးပြုနိုင်မှုကနေတားမြစ်မဲ့အဆိုတခုကိုတင်သွင်းဖို့စီစဉ်နေပါဗျ။ဒီမိုကရက်တွေကအရင်ကနိုင်ငံခြားအဆိုရတရားပိုင်ဆိုင်ခဲ့ပူတဲ့လေရင်စည်းကိုအမေရိကန်ပြည်သူတွေရဲ့အခွန်ငွေတွေတုံးဆွဲပြီးမွမ်းမံပြောင်းလဲဖို့ဆိုတာဟာလက်တင်ခံနိုင်စရာကိစ္စမဟုတ်ဘူးလို့ပြောပါတယ်။အထက်လွှတ်တော်ရဲ့ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ချက်စ်ရူမာကထရန်ဟာသူ့အိတ်ကပ်ကိုပြစ်အောင်ဖြေဖို့ဆိုရင်အမေရိကန်ပြည်သူတွေကိုရောသမရဂုံဘုတ်ကိုပါရောင်းစားဖို့ဝင်မလေးဘူးဆိုတာကို နောက်တစ်ချိန်ပြသသွားတာဖြစ်တယ်လို့ဝေဖန်သွားပါတယ်ရှင်